โอเคအားလုံးပဲမင်္ဂလာပါနောက်ထပ်6နိုင်နဲ့မိနစ်20ဆိုလို့ရှိရင်ကျွန်တော်တို့လွန်ခဲ့တဲ့ကျွန်တော်ဗီဒီယိုမှာတင်ထားခဲ့တဲ့ INID ဆိုတဲ့အဲဒီ launch pool လေး Biden scale launch pool လေးလာပါပြီ launch pool လေးလာပြီဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဗာနဲ့ lock လုပ်လို့ရတယ်ဆိုတော့က BNB နဲ့ lock လုပ်လို့ရတယ် FT USD နဲ့ lock လုပ်လို့ရတယ် USDC နဲ့ lock လုပ်လို့ရတယ်အဲ launch pool လေး lock လုပ်တဲ့ပုံစံကိုကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းအကုန်လုံးတော်တော်များများ အာကျွန်တော်တင်ပြီးသွားပြီပေါ့နော်โอเคငယ်နောက်တစ်ခါကျတော့อืมကျွန်တော်တို့ဒီ mega drop မှာ mega drop မှာ lock လုပ်ထားတဲ့သူတွေကလေဒီဒီ launch ဖူးတွေမှာသူက auto lock ဖြစ်တာဗျာတော်ဟောတိတ်ထရီထူးထူးသွားပြီးတော့လုတ်เสียမလို့ဘောเนาะကျွန်တော် mega drop မှာကရက်30နဲ့ကျွန်တော်တို့ BMB ကို lock လုပ်ထားခဲ့တယ်အဲ့ဒီမှာ အလောက်လောက်ထားတဲ့အတွက်ကြောင့်ဒီ launch view မှာသူက auto participate ဖြစ်တာပေါ့နော်ပါဝင်ပြီးသားဖြစ်သွားတာပေါ့နော်အဲ့တော့မလောက်ရသေးတဲ့သူတွေအတွက်ကတော့ဒီမှာကိုယ်မှရှိတဲ့ crypto FT USD ရှိလေရတယ် USDC ရှိလေရတယ် BNB လည်းရတယ်ပေါ့နော်နောက်ပိုင်းဟာကြတော့ကျွန်တော် USDC တို့ဟို USDT အာချို့နိုင်ငံတွေမှာကျွန်တော် restrict ဖြစ်တယ်ပေါ့နော်သုံးလို့မရဘူး ဟိုပါဦးညာဦးတည်းနေထွက်နေရမြန်မာနိုင်ငံတော့တော့မဟုတ်သေးဘူးပေါ့နော်တော်တော်စေအဲ့တော့ချို့တော်တော်များများတော့ကျွန်တော် USDT ရနေပြီ USDC ကိုကျွန်တော်ချိန်နေရပြီးရှိရဲအဲလောလောဆယ်တော့စိတ်ပူစရာတော့မရှိပေမဲ့ချိန်ညင်နဲ့ချိန်ထားလို့ရတယ်အဲချိန်ညင်နဲ့ချိန်ထားလို့ရတယ်ဈေးကလည်းတိတ်အကွာကြီးမဟုတ်ဘူးဆိုတော့လေ USDC နဲ့ USDT ကလေโอเคအဲဒီမှာအာကျွန်တော်ကတော့0.2 BMB ပေါ့နော်0.2 BMB lock လုပ်ထားလိုက်တယ်အဲဘာ mega drop မှာလည်းကျွန်တော်ကပါပြီးသားဖြစ်တဲ့ကြောင့်ဒီမှာ auto lock ဖြစ်တာပေါ့နော် okay ပူဒီတေးကိုလည်းဒီမှာကျွန်တော်တို့ကြည့်လို့ရတယ်ဟုတ်ပြီနော် total BMB pool address ကဒီလောက်ရှိပဲဟုတ်ပြီနော်အဲ့တော့အာ participant က36ရောက်ကျော်ပဲရှိသေးတယ်ဟုတ်ပြီနော် auto BMB lock ပါကြပါဗျာ BNB ပူးနဲ့ဆိုဘယ်လောက်ရမလဲ FT USD ပူးနဲ့ဆိုလို့ရှိရင်အဲဘယ်လောက်ရမလဲ USDC ပူးနဲ့ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့ကျွန်တော်ဒီမှာအာပူးဒီတေးမှာကြည့်လို့ရတယ်ဒီ project summary တဲ့မှာဆိုလို့ရှိရင်เนาะဒီ INID ဆိုတဲ့အဲ crypto ရဲ့အကြောင်းသိကျင်တယ်ဆိုလို့ရှိရင်ဒီမှာအာကျွန်တော် research report တွေရှိရယ် white paper ရှိရယ်အဲ့ဒီမှာအာကျွန်တော်တို့တွားဖတ်လို့ရတယ်ပေါ့เนาะဒီကောင် layer 1 blockchain ပေါ့ဟုတ်ပြီเนาะ အဲ့ဒါလေးတစ်ချက်ရှိတယ်အဲ့ဒါလေးတွေကတော့ project ဖတ်တိုင်တော့ပိုကောင်းတော့ဗျာဒီ project ကဘလို့နေထားမျိုးရှိလဲပေါ့နော်အဲအဲ့လိုမျိုးလေးဖတ်တိုင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် okay အဲ့တော့ဒီပါအာစာစတာက16ရက်16ရက်လေးလား အဲ06စကိုင်းစပြီးတော့အန်ကကြတော့ကျွန်တော်တို့24လလအန်လလပိုင်း24ရက်ပေါ့နော် official list မှာကြတော့လလပိုင်း24ရက်ဒီပါကျွန်တော်တို့ listing လုပ်မယ်ပေါ့နော်အဲ့ listing လုပ်လိုက်တဲ့ခါမှာကျွန်တော်တို့ထွက်လာတဲ့ဈေးအများရင်ကျွန်တော်တို့ဟိုမြက်မယ်နေရင်တော့ကျွန်တော်တို့ဟိုအဲ့ဆိုတော့ဒီကောင်ကကြတော့ဟိုအရင်ကတော့ကျွန်တော်တို့ကပြန်ရတာဖြစ်တဲ့ကြောင့်အမြက်မြက်ပဲပေါ့နော်အမြက်ကြီးပဲဖြစ်နေမှာပေါ့ โอเคအဲ့တော့ဈေးနည်းတာများတာပဲကွာပေါ့ဗောသူဟို launch လုပ်တဲ့နေ့ဟာအော် list လုပ်တဲ့နေ့ဟာကျတော့သူ့ရဲ့ token ပမာဏဈေးမြင့်လာရင်ကျွန်တော်တို့ကအဲ့ဒီမှာတစ်ခါတည်းတိုင်းရောက်လိုက်လို့လည်းရတယ်မရောက်ချင်မဲ့ကျွန်တော်ဟိုးထားလို့လည်းရတယ်ဗောနော်โอเคအားလုံးကျေးဇူးတင်ပါတယ်ဒီမှာပါဝင်ပေးလိုက်ကြပါဦးခင်ဗျာ